မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့စထမရန်တင်ချာကြွတ်တက်ကအခန်းလေးပြန်လည်လေးခြင်ခံမှာဖြစ်ပါတယ် ပြန်လည်ကြန့်ခံနံပါတ်7ကအောက်ပါအချိုးတို့ကိုအရှင်းဆုံးပုံစံဖြင့်ဖော်ပြပါကာကြီးရဲ့ခါကွေးရဲ့ပြထားရဲ့သူရဲ့ unit ကမီလီမီတာမီလီမီတာဖြစ်တဲ့အတွက်ကြောင့်ဒါကိုဆက်ပြီးတွက်လို့ရတယ်ဒီမှာကစင်တီမီတာမီတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့စင်တီမီတာအောင်မီတာပြောင်းလို့ရှိရင်ဒသမတွေနဲ့ထွက်လာမှာဖြစ်လို့မီတာကိုစင်တီမီတာပြောင်းမယ်အဲ့ဒါပြီးရင်သူတို့အချိုးကိုအရှင်းဆုံးပုံစံနဲ့တွက်မယ်ဟုတ်ပြီလားဟုတ်ပြီ1.2မီလီမီတာ ratio 3.4 mm ဖြစ်တဲ့အတွက်ကြောင့်မလို့ဆမ်မရိုတူက unit 2ရဲ့အတွက်ကြောင့်အချိုးချလို့ရသွားပြီ1.2 3.4တို့အချိုးပြောင်းလို့ရောင်းဖို့မလို့အဲ့တော့ဒီက ratio ဆိုတာဒီအစားနဲ့တူတူပဲမှုန်းလို့1.2ပြည့်တဲ့အခါမှာအစားနော် divided by 3.4ဆိုရင်လည်းဒီလိုရေးမယ်ပြီးတော့ဒီအစားကိုအမြောက်ပြောင်းမယ်အဲ့တော့ t gain ကိုစားကင်းရဲ့လှန်ကင်းနဲ့မြောက်ပေးရမယ် အာနှစ်တလီနှစ်နှစ်နယ်လီကလေးဒီတော့သူ့ကိုအရှင်းဆုံးပုံစံပြောင်းလိုက်တော့၃ပိုင်း၂ပိုင်းရတယ်အချိုးနဲ့ရေးမယ်ဆိုရင်နှစ်အချိုး၃ဟောပဲတော့ဒီပုံစံမှာ40စင်တီမီတာနဲ့2.5မီတာကိုအချိုးချထားတယ်ဒါဆိုဆရာမတို့ကအရင်ဆုံးတို့ရဲ့ unit ကိုတူအောင် လုပ်ပေးလိုက်မယ်။အဲ့တော့ဒီကမီတာကိုဆမ်မရောစင်တီမီတာပြောင်းမယ်။တမီတာမှာ100စင်တီမီတာရှိတာဖြစ်တဲ့အတွက်ကြောင့်2မီတာဆိုရင်200ဒါက900ဆိုတော့ခါကြတော့ sorry 90ဆိုတဲ့ခါကြတော့250စင်တီမီတာရှိမယ်။အဲ့တော့40စင်တီမီတာအချို250စင်တီမီတာဆိုပြရရမယ်။အဲ့တော့အချို့ဒီအစားဆိုတာကိုပြောင်းလိုက်မယ်။40အစားဟုတ်ပြီနော်40အစား200နဲ့90ဆိုပြီးကြားလိုက်မယ် အဲ့တော့အစားအစာမှာတော့အပိုင်းကင်းပုံစံနဲ့ရေးမယ်40ပြီးတော့မှ200နဲ့50အဲ့တော့၃ညရဲ့၃ညရဲ့ချိန်မယ်အဲ့တော့4 225ကတော့သူအရှင်းဆုံးပုံစံဒါပဲရှိရဖြစ်တဲ့အတွက်ကြောင့်မလို့4အချို20ဟာ မနက်ကမြေပုံတစ်ခုပေါ်တွင်1စင်တီမီတာသည်မြေပြင်ပေါ်တွင်900မီတာကိုကိုစားပြုသည်တဲ့အဲ့တော့မြေပုံဆိုတာကတော့သူကအတိတ်လေးဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်မလို့မြေပုံမှာ1စင်တီမီတာနဲ့ဆွဲထားလို့ရှိရင်မြေပြင်ပေါ်မှာဒီ900မီတာကိုကိုစားပြုပါတယ်တဲ့ဒါဆိုရင်မြေပုံပေါ်တွင်အလျားနဲ့တသက်မ5စင်တီမီတာနဲ့အနံ့တသက်မ5စင်တီမီတာရှိသောဒေါမန်စတူဂန်တစ်ခုဤမြေပြင်ပေါ်ရှိ အလျားနဲ့အနံ့တို့ကိုရှားပါ ဟုတ်ပြီဒါဆိုလို့ရှင်ဆရာမတို့ဘာလို့ရှားမှာလဲဆိုတော့အလျားနဲ့တသက်မ5စင်တီမီတာရှိတယ်ပုံမှာဆွဲလိုက်တာဒီလိုဆွဲလိုက်တော့အလျားနဲ့တသက်မ5စင်တီမီတာရှိတယ်အနံဒီတသက်မ5စင်တီမီတာရှိတယ်ဒါတသက်မ5စင်တီမီတာဆိုလို့ရှိရင်တဲ့မြေပြင်ပေါ်မှာရှိတဲ့အလျားနဲ့အနံတို့ကိုရှားပါတဲ့ဒါလွယ်လွယ်လေးဟုတ်ပြီနော်အဲ့တော့ပထမအောင်ဆုံးသူ့ရဲ့ပေးထားချက်ကလေးကိုဆရာမတို့ကရေးလိုက်မယ်။ပေးထားချက်ကဘာရေးထားလဲဆိုတော့မြေပုံပေါ်တွင် 6စင်တီမီတာသည်မြေပုံပေါ်မှာ7စင်တီမီတာကမြေပြင်ပေါ်တွင်မြေပြင်ပေါ်တွင်900မီတာရှိသည်လို့ပြထားတယ်900မီတာရှိသည်ဟုတ်ပြီဒါဆိုရင်ဆရာမတို့လူကျင်တာနောက်တစ်ခုကကြတော့မြေပုံပေါ်မှာနှစ်တက်မှ9စင်တီမီတာ မြေပုံပေါ်မှာ2.5စင်တီမီတာဒီအလျားနော်သူကမြေပုံပေါ်မှာ2.5စင်တီမီတာအလျားရှိတယ်ဆိုလို့ရှိရင်မြေပြင်ပေါ်မှာဘလောက်ရှိတယ်လဲဒါကိုအရင်ရှာလိုက်မယ်သူကမြေပြင်ပေါ်ကအလျားနန်ရှာခိုင်းတာ1စင်တီမီတာမှာ900ရှိတယ်ဆိုရင်2.5မှာဆိုလို့ရှိရင်900အမြောက်2.5ဆိုပြောင်းလိုက်မယ်900အမြောက်2.5ရှိမယ် ဟုတ်ပြီ900အမြောင်2.5တိ25ငါးလီက125ဒါဆက်မှောက်လိုက်မယ်နော်25လေး125 3ည3ညဒီ25 3ညလေး3ည25 3ညလေး3ညဒသမတနေရာဖြစ်မှာဆိုဒီမှာဖြစ်လိုက်တော့1150မီတာဆိုရဲ့ရှိ1150မီတာရှိဒါကအလျားအတွက်ရှာသွားပြီနောက်တစ်ခုကကြတော့မြေပုံပေါ်တွင် မြေပုံမြေပုံပေါ်တွင်1.5စင်တီမီတာသည်မြေပြင်ပေါ်တွင်ဘယ်လောက်ရှိလဲဆိုတော့900အမြောက်1.5ပေါ့ငါဘီလား900အမြောက်1.5အဲ့တော့15 9လီက85နဲ့ငါ15သုံးညလီ3ည15သုံးညလီ3ည900လို့ပဲတက်မတနည်းဖြစ်တော့850မီတာရှိတယ် ။ဒါဆင်မတို့ကမြေပုံပေါ်မှာတက်တက်မှ၅ဒီမြေပြင်မှာဘယ်လောက်ရှိလဲဆိုတော့ရှားတယ်။မြေပုံပေါ်မှာတက်တက်မှ၅ဒီမြေပြင်မှာဘယ်လောက်ရှိလဲဆိုတော့ရှားတယ်။ဒါဆိုလို့ရှိရင်သူ့ရှာခိုင်းနဲ့မြေပြင်ပေါ်ရှိအလျာမြေပြင်ပေါ်ရှိအလျာဒီ1250မီတာရှိမယ်။မြေပြင်ပေါ်ရှိအနံဒီမြေမြင်ပေါ်ရှိအနံဒီ 950မီတာရှိမယ် ဒါကအဖြေပဲဟုတ်ပြီနော်အဲ့တော့သူပေးထားတဲ့ဒီပထမအုပ်ဆုံးအချက်တစ်ချက်ကနေပဲဆရာမတို့ရှာလိုက်တာပါမြေပြင်ပေါ်မှာ1စင်တီမီတာက sorry မြေပုံပေါ်က1စင်တီမီတာဒီမြေပြင်ပေါ်မှာ900မီတာရှိတယ်ဆိုတဲ့အချက်ကနေပြီးတော့မှပဲအလျာနဲ့တသမ5ဆိုရင်900အများနဲ့တသမ5အနံတသမ5ဆိုရင်900အများတသမ5ဆိုပြီးတော့မှဒီလိုရှာလိုက်တဲ့ခါမှဒီသူလိုချင်တဲ့မြေပြင်ပေါ်ကအလျာရဲ့မြေပြင်ပေါ်ကအနံရဲ့ပေါ်ရှာသွားပြီဟုတ်ပြီနော် ။နံပါတ်3ကခြံတခြံထဲတွင်ရှိသောတိရစ္ဆာန်များ၏90ပိုင်း73ပိုင်းသည်စိတ်များဖြစ်ကြလျင်ရခိုင်နှုန်းမြင်များစိတ်များဖြစ်ကြသည်တဲ့90ပိုင်း73ပိုင်း90မှာ73កောင်ဟာစိတ်။ဒါဆိုရင်ရခိုင်နှုန်းနဲ့ရှာမယ်။ပြောချင်တာတော့အပိုင်းကိန်းပေးတယ်ရခိုင်နှုန်းပြောင်းပေးမယ်။ဟုတ်ပြီလား။အဲ့ဒီတော့ဆင်မအဲ့ဒီအပိုင်းကိန်းလေးကိုရှင်းလိုက်မယ်။ စိတ်သည်ချမ်းတစ်ချမ်းသေးတွင်ရှိသောစိတ်အရေအတွက်ဆိုပြီးတော့မှအပိုင်းကိန်းကညံ့ချင်းချရင်လည်းရတယ်။ဆရာမတို့ဒီမှာတခါတည်းပဲတွေ့ကြည့်လိုက်မယ်။15ပိုင်း73ပိုင်းကစိတ်တည်။ရာဂိုင်လုံးကိုလိုချင်လို့ရှိရင်ရာဂိုင်နှုန်းဆိုတာဒီတရားပေါ်အခြေခံတာဖြစ်လို့90အမြောက်နဲ့90နည်းနည်းမြောက်တရား73ကိုလည်းနည်းနည်းမြောက်မယ်။ အဲ့တော့50အမြောင်နဲ့က113အမြောင်နဲ့က26အဲ့တော့100မှာ26ကောင်ဒီစိတ်တည်ဖြစ်တယ်ဒါကြောင့်မလို့26ရာခိုင်နှုန်းဆိုလို့ရှိတယ်သူရှာခိုင်းတာဒီစိတ်များဖြစ်တာစိတ်များရာရာခိုင်နှုန်းဘယ်လောက်ရှိတယ်လဲဆိုတော့စိတ်များဒီစိတ်များဒီတရိษံအများဤတရိษံအများဤ26ရာခိုင်နှုန်းရှိတယ် ပြီးတော့လွယ်လွယ်လေးပါနံပါတ်၄ကကျောင်းလက်ရွေးစင်အတင်းဒီဘောလုံးပွဲစဉ်15ပွဲကစားသည့်အနက်ကျောင်းလက်ရွေးစင်အတင်းကဘောလုံးပွဲစဉ်15ပွဲကစားသည့်အနက်60ရာခိုင်နှုန်းသားလျင်အနိုင်ရသောပွဲအရေးအကျဲညီများအနိုင်ရသည်နိအဲ့တော့ဒီမှာရာခိုင်နှုန်းပေးထားတယ်ဆရာမတို့ဟိုဘက်မှာအရေးအကျဲကိုရှာပေးရမယ်ဟုတ်ပြီနော် ။ဟုတ်ပြီအဲ့တော့ရှင်မစဉ်းစားရမှာဒီစုစုပေါင်းကစားတာက15ပွဲ15ပွဲမှာ60ရာခိုင်နှုန်းကိုအနိုင်ရတယ်ဆိုတော့အနိုင်ရတဲ့ပွဲအရင်အတွက်ကိုအရင်ရှင်းမယ်။နံပါတ်၄ကအနိုင်ရတော့ပွဲအရင်အတွက်အနိုင်ရတဲ့ပွဲအရေးအတွက်ဆိုတာဒီ15ရက်15ပွဲရက်60ရာခိုင်နှုန်းအနိုင်ရတယ် 15ဘွဲရဲ့60ရာခိုင်နှုန်း15ဘွဲရဲ့100ရာခိုင်နှုန်းလို့ပြောလို့ရှိရင်တော့15ဘွဲလုံးကိုနှိုင်းတာ15ဘွဲရဲ့60ရာခိုင်နှုန်းပဲအနိုင်ရတာဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့15 60ရာခိုင်နှုန်းဒါကြောင့်15အမြောက်ဤဆိုတာဒီအမြောက်ဖြစ်တဲ့တကြောင်အမြောက်ပြောင်းမယ်60ရာခိုင်နှုန်းဆိုတာဒီတရာအပြစ်ဒီတရာမှာ60ကိုပြောတာဟုတ်ပြီနော်ဒါကြောင့်တော့ဆရာမတို့ဒီလိုလေးလုပ်လိုက်မယ်300 300ရဲ့ချင်း ငါ35 9နဲ့လေး30တလီနဲ့နဲ့36 20နဲ့တခါလေးချိန်လိုက်ရအောင်နော်အဲ့တော့33လေးက9ဆိုတော့9ပဲ60ရာခိုင်နှုန်းနိုင်နေဆိုတာဒီ9ပွဲနိုင်နေဆိုတာကိုပြောတာအဲ့တော့ဒါလေးကိုအဓိကသိရမယ်သူက15ရဲ့100ရာခိုင်နှုန်းလို့ပြောရင်15ပွဲလုံးနိုင်တယ် 15ရက်90ရာခိုင်နှုန်းလို့ပြောရင်ဒါအာလုံးပွဲနီးနီးသူတို့အနိုင်ရရှိတယ်။အဲ့တော့15ရက်60ရာခိုင်နှုန်းလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်ပဲအဲ့ဒီလိုလေးရေးရတယ်ဆိုတာလေးကိုသိရမှာမယ်။15ဤ60ရာခိုင်နှုန်းနံပါတ်5ချီအောင်ခိန်သုံးလုံးဤပြည့်မြတန်ဖိုးဒီ25ဖြစ်လေရင်အောက်ပါမိကွန်းတို့ဖြေပါခိန်သုံးလုံးရဲ့ပြည့်မြတန်ဖိုးက25 ကိန်းသုံးလုံးရဲ့ပြည့်မြတန်ဘောက25။ဒါပြီးတော့ဒါဆိုရင်ကကြီးကကိန်းသုံးလုံးစလုံးတည်း25ထက်ကြီးနိုင်ပါသလားတဲ့။ကိန်းသုံးလုံးရဲ့ပြည့်မြတန်ဘောက25ဒါဆက်မလို့စဉ်းစားကြည့်လို့ရှိရင်ကိန်းတစ်လုံးတည်းသူ့မိထားတာဒီကိန်းသုံးလုံးစလုံးတည်း25ထက်ကြီးနိုင်လား။25ထက်ကြီးလို့26တွေ29တွေသုံးလုံးစလုံးကအဲ့လိုရှားနေလို့ရှိရင်သူ့ရဲ့ပြည့်မြတန်ဘော25မရတော့ဘူး။ဒါကြောင့်မလို့ ကိန်းသုံးလုံးစလုံးဒီ25ချက်မကြီးနိုင်ပါဘူးတဲ့ဟုတ်ပြီနော်အဲ့တော့ဒါဟုတ်သားကလေးတို့ကဘယ်လိုပဲရရမှာလဲဆိုတော့ကိန်းသုံးလုံးစလုံးဒီ25ချက်မကြီးနိုင်ပါဆိုရင်ရပြီကိန်းသုံးလုံးစလုံးဒီ25အောက်ငယ်နိုင်ပါတလားဆိုတော့ဒါကလည်းကိန်းသုံးလုံးစလုံးက25အောက်မငယ်နိုင်ပါဘူး ဟုတ်ပြီနော်ကိန်းသုံးလုံးစလုံးက25အောက်ကိုမငဲနိုင်ဘူးကိန်းတစ်လုံးဒီ25ဖြစ်နိုင်ပါသလားဆိုတော့သူကတစ်လုံးကတော့25ဖြစ်နိုင်တာပေါ့ကိန်းတစ်လုံးဒီ25ဖြစ်နိုင်ပါသည်ဒါကြီးကကိန်းသုံးလုံးစလုံးဒီ25ဖြစ်နိုင်ပါသလားဒါကလည်းကိန်းတစ်လုံးသုံးလုံးစလုံးက25ဆိုရင်25အပေါင်း25အပေါင်း25ဆိုတော့85ရမယ်85ကို3နဲ့စားလိုက်လို့ရှိရင် ပြတ်မြတည်25ရမယ်ဒါကြောင့်မလို့ဒီကနံပါတ်ကကြီးကိန်းသုံးလုံးစလုံးဒီ25ဖြစ်နိုင်ပါသလားဆိုတာလဲမှန်တယ်ငါကကြတော့ကိန်းသုံးလုံးစလုံးဒီ3ညဖြစ်နိုင်ပါသလားတဲ့အဲ့တော့ကိန်းသုံးလုံးစလုံးကတော့3ညမဖြစ်နိုင်ပါဘူးအဲ့တော့တကယ်လို့ဒါကိန်းသုံးလုံးစလုံးက၃ညဖြစ်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ပြက်မြတန်ဖိုးဒီ25မရတော့ ဟုတ်ပြီနော်ဒါကြောင့်မလို့ဒါကကိန်းသုံးလုံးစလုံးကတုံညာမဖြစ်နိုင်ဘူးကိန်းသုံးလုံးဤပေါင်းလက်တီမိမြနှီးတဲ့တကယ်လို့သူကပြက်မြတန်ဘူက25ဒါဆိုရင်သုံးလုံးရဲ့ပေါင်းလက်က85ဖြစ်မယ် ပါပြီနော်အဲ့တော့သူ့ကို25ပေါင်25ပေါင်25လို့ပဲရေးရင်25အမြောက်395လို့ပဲရေးရတာအဲ့လိုပဲရေးလို့ရတယ်။နောက်တစ်ခုကကိန်းသုံးလုံးအနှက်နှစ်လုံးဒီ၃ညမြဖြစ်လျင်ကြံကိန်းဒီမြညနီးတဲ့ကိန်းသုံးလုံးထဲမှာမှနှစ်လုံးကအကယ်လို့ ုံညဖြစ်ခဲ့မယ်ဆိုရင်လုံးလုံးရှိတဲ့အထဲမှာဒီမှာကျွန်တော်တို့ပေါင်းထားတယ်တကယ်လို့ဒီနှစ်ခုကတုံညတုံညဆိုရင်ဒါက85ဖြစ်မှာပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ဘယ်လိုရေးမလဲဆိုတော့ကိန်းသုံးလုံးအနည်းနှလုံးတွေတုံညဖြစ်လျင်ကြံကိန်းတွေ85ဖြစ်ပြီပေါ့အဲ့တော့တွတ်တာတော့ဆင်းမအထင်ဒါကိုတွတ်ပြစရာမလိုဘူးလို့ထင်ပါတယ်ကိန်းသုံးလုံးအနည်းနှလုံးတွေ28နဲ့30နဲ့ဖြစ်လျင်ကြံကိန်းကိုရှာပါအဲ့ဒီတော့ကျွန်တော်တို့ကကြံကိန်းကိုဘယ်လိုရှာမလဲဆိုတော့ ကိန်း၃လုံးအနက်နှစ်လုံးဒီဘာတွေလဲဆိုရင်28နဲ့30နဲ့ဖြစ်မယ်ဆိုရင်ကြံကိန်းကိုရှာပါဆိုဆက်မဆွတ်ပါအောင်85ရထားတာဆိုတော့85နော်28ပေါင်30နဲ့ဆိုပြီးတော့လုပ်လိုက်မယ်အဲ့ဒါပြီးတော့မှ80နဲ့5ဒီနှစ်ခုပေါင်းတာ60ဆိုတော့အနော်ပြီးတော့15ဆိုပြီးရမယ်28ပေါင်း30နဲ့အဲ့ဒါပြီးတော့သူက15ဒါကတတိယမြောင်းကိန်းကိန်းနှလုံးပေးထားတယ်28ပေါင်း30နဲ့အဲ့တော့ဆက်မလို့ဒီတိ ဒါပြန်လည်ချိန်ခံလည်ပြီးသွားပြီ။နောက်ကျန်ရှိနေတဲ့အခန်း၅ကိုနောက်တင်ငန်းစာရီမှာဆက်ပြီးတော့မှရှင်းပြပေးမှာဖြစ်ပါရဲ့ရှင်။ခုလိုနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။